အော်ကတ်တက်တော်အေကမာလာဖတ်စစ်တက်ကိုတကွက်ပြလိုက်ပါလေဒီနေ့ညဒါနဲ့စချင်နေဗျနိုဝင်ဘာ15ရက်နေ့2025ခုနှစ်မှာထွက်ပေါ်လာတဲ့သတင်းတွေမှာအော်ကတ်တက်တော်အေရဲ့အကွက်ဆန်းတစ်ခုမာလာဖတ်စစ်တက်ရှက်ခနေဟိုက်ခနေနဲ့မတာအများပြပေါ်ပြီးခံလိုက်ရတယ်မင်းပြင်ရွာရီဒါစခန်းကိုဖတ်စစ်တက်ကစစ်ကြောင်းထိုးလာတယ် အခါတတော်အေကဖက်ခနေသူအဆုတ်ပြတယ်။စကန်းကိုပြန်ရပြီဆိုပြီးတော့ဓာတ်ပုံရိုက်မယ်လုံတုံးလက်နက်ကြီးနဲ့ပြစ်ချတယ်တော့မသာပေါ်တဲ့အကွက်ပြောသလားဟိမောင်တို့ကြီးဘောမရက်ကွက်မှာတော့မင်းပြင်ရွာကရေဒါစကန်းကိုစစ်တပ်ကပြန်လဲသိမ်းပိုက်ရရှိတယ်ဆိုပြီးဓာတ်ပုံတွေတင်နေတာကိုတွေ့ရတယ်။ပေသွားတဲ့မသာစင်းလေးကိုမတင်ချင်ဘူးလား။ဓာတ်ပုံရိုက်နေတော့ လက်နဲ့ကြီးကြီးကြလို့မตาပေါ်တဲ့အတူပြဆင်းနေကောမင်းတို့ဘာလို့ထုံးမပြရဲတာလဲဒါနဲ့ပတ်သက်ပြီးတော့မောတော်အခြေပြုမောတော်မြို့တိန်တိုက်ပွဲမှတည်ပေါ့မလာဖက်စတဲ့ရင်ဆိုင်နေရတဲ့စစ်မျက်နှာဟာလက်နက်ကင်တိုက်ပွဲတော်လန်ကြီးတိုက်ပွဲတွေမဟုတ်ပါဘူးတော်လန်ကြီးတပ်ဖွဲ့တွေကိုကြီးပဲ ရင်ဆိုင်နေရတာမဟုတ်ဘဲနဲ့မာလာဖက်စစ်တက်ထဲမှာအတွင်းမှာဖြစ်နေတဲ့ပြိပခဟိုပါစစ်မျက်နှာတစ်ခုအနေနဲ့ရင်ဆိုင်နေရတဲ့အကြံဖက်စစ်တက်အကြောင်းပြောမယ်အဲ့တော့နောက်တဲ့အကွက်တစ်ကွက်ထပ်ပြတာက PL ဆိုတဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကနေပြည်တော်ကိုဖျက်ခနဲဝင်တိုက်ပြီးရတနာဘုံရွှေမြေစခန်းဩဒရတေတီမြို့နယ်တဲကနောက်ပိုင်းအကွက်တွေဆန်းလာတာကိုပြောချင်တာပါ ဟိုဘက် Allergy Review Channel မှာလည်းကျွန်တော်မအလကတကွက်ပြလိုက်တဲ့တသက်ခိုင်အခုတော့တောင်ပြင်လွတ်တဲ့ဗါတဲ့အဲ့အကွက်လေးကြောင်းပြောမယ်ဒီဘက်မှာတော့ Arcadet.ee ရဲ့ PLE ရဲ့ပြလိုက်တဲ့အကွက်ဆန်းနေအကြောင်းကိုရှင်းပြရင်းနဲ့ရန်သူနှစ်ဖက်ရင်ဆိုင်နေရတဲ့ဖက်စစ်တပ် ဒီသူလူလူနဲ့အတူဒေါ်လာကြီးတက်တွေကတဖက်တဖက်မှာအတွင်းလေးကသူ့ရဲ့အတွင်းပရိပခဆိုတဲ့သူတို့ရဲဘော်သူတို့စစ်သားသူတို့တပ်ဖွဲ့ဝင်သူတို့မိသားစုတွေကြားထဲမှာ ဖြစ်နေတဲ့စိုးရိမ်စိမ့်တဲ့အကြောက်တရားကိုပြန်လဲခြေဖြတ်ပြီးနေရတဲ့ရန်သူတခုရှိနေတယ်။အဲ့တော့မာလာရဲ့ဘ ਹੁ အမိတ်ပီးကုတ်ကဲမှုစနစ်ပြတ်ဖို့တဲတယ်လေးပဲကြံတော့တယ်။အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်တေချာပြောကြည့်အောင် ခုတော့အာကတ်တော်အေရဲ့အကွက်ကိုကြည့်လိုက်အောင်အာကတ်တော်အေရဲ့အကြောက်ဖြူမင်းပင်ရွာယူဒါစခန်းကိုလွန်ခဲ့တဲ့ရက်ပိုင်းမှာအကြံပတ်တတ်တယ်ဆေးပြားကျွေးပြီးတော့မူးယစ်ဆေးနဲ့အလုံးချင်းချစ်ချောင်းထိုးတိုက်ခိုက်လာတာကိုလက်တပြတ်တွေ့လိုက်ရတယ်ဒါကြောင့်အာကတ်တော်အေဟာမင်းပင်ရွာစခန်းမှာဖက်ခနဲ့ခဏဆုတ်နေတယ်ဆုတ်တဲ့အချိန်မှာဖက်စစ်တပ်ကဝင်လာပြီးတော့ဓာတ်ပုံရိုက်မယ်ပေါ့ဗျာဟောပါညာဓာတ်ပုံရိုက်မယ်ဆိုပြီး ်စစ်သား20ကျော်ကပြင်ဆင်နေတဲ့အချိန်အခါတက်တော့ကအဲ့ဒါကိုမျက်ခြေမပြတ်ဆုံးကြည့်တယ်အဲ့လိုဓာတ်ပုံရိုက်မယ်ဆိုပြီးပြင်ဆင်နေတော့မှဟိုကလက်နက်ကြီးနဲ့ပစ်ထည့်လိုက်တာအခါတက်တော့အေးပစ်တဲ့လက်နက်ကြီးကြည့်ကြောက်တပ်ပုံရိုက်တဲ့20တဲ့တဲ့ကြားတယ်အကုန်ကြွတယ်အကုန်သိတယ်စစ်ရဲ့သဘောဆိုတာအတင်းမတုံနဲ့ မင်းတို့စွတ်စွတ်မဝင်နဲ့နော်အလူအိမ်မဟုတ်ဘူးဒီဘက် အကောင်ကြီးအယူတွေတကောင်မှမရှိဘူးနော်စွတ်စွတ်မလုံးနဲ့စွတ်စွတ်မဝင်နဲ့နော်အလူအိမ်မဟုတ်ဘူးအလူအိမ်ဆိုပြီးဝင်ဝင်လာဖနခိုးပြီးပြန်သွားတဲ့အကျင့်တွေပြင်ဆန်းဖက်စတဲ့ခါကောင်းနေအဲ့တော့ဒီဗီဒီယိုနဲ့ပတ်သက် ပြီးတော့ဒီအခုပြောချနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ကိုကျွန်တော်ပြောဦးမယ်ကျွန်တော်ဗီဒီယိုမှာလာပြီးသတင်းယူနေတဲ့ဆာယာဖားတွေဘောမတွေထောက်လန်းရေးတွေအဲဒီပေါ့အထက်ကိုအစီရင်ခံရတယ်ဆိုရင်ခင်ဗျားတို့တေချာပြောပြမယ့် ပြောပြဖို့အကြောင်းအရာတွေရှိတယ်။တေချာလိုက်မှတ်ထားပေးပါ။အဲ့တော့အရခတ်တတော်ကြီးကတခွက်ပြလိုက်တယ်။အကွာဆန်းနေထက်လာအောင်။နောက်ထပ်အကွာဆန်းတွေကိုမင်းတို့ခံနိုင်အောင်ပြင်ဆင်တာ။အဲ့တော့ဒီနဲ့တဆယ်နဲ့ဆက်ကုန်စစ်စင်အပီးမှာအဲမအလိုက်ဖက်စစ်တဲ့စစ်ဖြူကပြောင်းလာတယ်။တိုင်နီးခန်နီးပုံစံပြောင်းလာတယ်။အဲ့ဒါကိုငါတို့ကမသိဘူးထင်နေရလား။မင်းတို့နလဘိန်းတုံးနေလောက်တော့တနာတယ်ကွာအဲ့တော့နောက်တဲ့တကွက်ထပ်ပြောပြမယ် ဲ့ဒါလေးမပြောပြခင်မှာအဲ့ဒီမင်းပြင်းရွာစခန်းမှာဓာတ်ပုံရိုက်ဖို့ပြင်နေတော့အေကလက်နက်ကြီးပြစ်လိုက်လို့သေသွားတဲ့မတာဆင်းကိုမင်းတို့ကြော်ဆိုးဦးကြော်မျိုးမင်းအဆရှိတဲ့စစ်ကောင်စီရဲ့ဘောမချန်နယ်တွေကထုတ်ပြန်ရဲရင်ငါမင်းတို့ကိုလေးစားပေးမယ်ထုတ်ပြန်ရဲလားတစဉ်ဦးပြောရဲလားနော်စေဦးထက်မနေသေဆုံးပြီးတော့24ရောက်ထက်မနေအတူအပြတ်ဖြစ်တယ်မယုံရင် အဲ့ဒီမင်းပြင်ရွာစခန်းကားကုန်တွေကိုဖုံးဆက်မေးကြည့်လိုက်ရှင်းလားအဲ့တော့အရခတ်တတော်အေးအားလုံးသိပြီးသား2023 February November uh, sorry November မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတယ်တန်ရွယ်ရံပြေဘူးတီတောင်ဂျသိတောင်ပုံနာကျွန်းကြောက်တော်မင်းပြမြောက်ဦးမြေပုံပေါက်တော်မောင်းတော်အန်းတောင်ကုတ်ကွာတော်ကိုတိမ့်ပိုက်ထားတယ်ချင်းပြည်တယ်ပလောက်ဝတိတိမ့်ထားတယ်ပလောက်ဝရဲ့ပလောက်ဝကိုတိမ့်ရခြင်းအကြောင်းအရာကတော့ ချက်လေးပြက်ချက်လေးပြက်လှုပ်လာမယ်ဖက်စစ်တပ်ရဲ့ဗျူဟာကိုတုံ့ပြန်နိုင်ဖို့ပလဝရဲ့အိန္ဒိယအပေါက်ကိုဖြန့်ပြီးဒါတာပါပဲဗျာကျန်တာလေးတော့ဆက်မပြောတော့ပါအဲ့တော့ရခိုင်တပီနယ်ကိုသိမ့်ပိုက်မယ်ဆိုတဲ့ထိုးစစ်တွေကိုစစ်ပြင်းစင်ကစားနေတဲ့တိုင်းတုံတိုင်းစစ်စင်ရှိတယ်ကြောက်ဖြူတော့မတိုက်လို့မရနေတာမဟုတ်ဘူးဆိုတော့ချက်ချက်မှတ်ထားရအောင်လေအเจ้าရှိလို့မတိုက်တာအเจ้าရင်းဒီ geopolitic ပထဝီနိုင်ငံကြီးနိုင်ငံကအခင်းချင်းတကွာအကျိုးစီးပွားဆိုင်ရာတော့ချက်မှုတွေအများကြီးပါတယ်ကြောက်ပြူတိုက်ပွဲဟာຫນွေဦးတော်လိုင်းရဲ့အဆုံးဖြတ်တော်ဖြစ်သွားနိုင်တဲ့တိုက်ပွဲမျိုးထိအရေးပါတယ်ဒါကြောင့်မို့အရခတ်တတော်ကြီးဟာစစ်ကိုချိန်ဆပြီးတော့နိုင်ငံကြီးနဲ့စီရီအတွဲအဆက်နိုင်ငံတကာတန်တမာအခင်းချင်းတွေကွာ geopolitic ပထဝီနိုင်ငံကြီးကိုကင်တွယ်ပြီးတော့ ွက်ချက်နေတာလို့မင်းတို့မှတ်တာမတိုက်လို့မရနေတာမဟုတ်ဘူးဆိုတော့ကိုနားထဲနဲ့အသိတွေနှလုံးသားထဲမှာဆွဲတာဖတ်စစ်တကကောင်းတယ်ဒီဒရင်ကိုလာကြည့်မယ်စစ်ကောင်စီဘောမှသာတိုက်ကိုလည်းတခါတည်းမှာကြားပြရစီမင်းတို့ကြောက်ဖြူလောက်ကောင်းပြောတယ်နမခဆိုတဲ့အနောက်ပိုင်းတိုင်စစ်ဌာနချုပ်တောင်ကွာမင်းကလည်းမင်းတို့လည်းသိပါတယ်ဗိုလ်ချုပ်တွေဗိုလ်မှုတွေဗမာတပီလုံးမှာဗိုလ်ချုပ်ဗိုလ်မှုအများဆုံးလက်ရှိတုံ့ပန်းပြဖန်စီတိန်တိန်ထားတာအာခတ်တတ်တော်အေးနော် မင်းတို့စစ်ခွင်တခွင်လုံးကရခိုင်ပြည်နယ်တွေမပြောဘူးဒီတိုင်းသုံးတိုင်းကိုဘာလို့စစ်ဆင်နေရလဲသိလားမင်းတို့တိုင်းသုံးတိုင်းစစ်ခွင်တွေကအချက်လက်မှန်သမျှမင်းတို့တိမ်မဲ့သားကြံကာပါစာ16နော်တခါလေးပြောမင်းတော့ခင်ဗျားတို့ကာပါစာစက်ယုံတွေက16အဓိက16ယုံတွေကလူတွေအခုလေးကကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ခင်ဗျားတို့ရမ်းချက်စက်ယုံတွေအရာရှိလိုင်းကန်းတွေကအစညီပုံညှို့နေအတိအကျရှိတယ်သိလိမ့်မယ်နော်မသားတွေ တခါလေးပြောရတယ်ဒါနဲ့တတူပတောင်းမှာပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်နေတယ်သိလားဘကိုတိုင်းအနောက်ချမ်းပတောင်းတက်နေညောင်ကျိုးစစ်မြင်တာစကကဒစေမော်လိုက်ညောင်ကျိုးညောင်ခြေတော့ကပ္ပစ16အဲ့ဒီပပလေးကိုအရခတ်တက်တော့အေးစစ်ထိုးနေပြီအဲ့တော့အရခတ်တက်တော့အေးချီမှာလက်နှချအလင်းဝင်တယ်လို့ ဖန်စီရမိတဲ့သူတွေထဲမှာကလေးတွေနဲ့ဖောင်းပြင်တက်ခတ်သူတွေတောင်ပါတယ်။ညောင်ချေတော့ကလာတဲ့တက်တွေလေမင်းတို့ဖျို့ပြဲနဲ့ကစင်ကလေးကခွေးပြေးဖျို့ပြဲပြေးရတာ။အာခတ်တော့အေး30ကျော်အရှင်မိရတယ်။နှောင်းမှာ8 9 10မှာနော်အဲ့တော့ခမရ363နဲ့363ကစစ်ကောစစ်တပ်ရဲ့စကွေး16កောင်ဖတ်ဖန်းလာသေးတယ် မင်းတို့ကပ္ပစာ16တခါတည်းပြောမယ်နော်ဝန်ထမ်းတွေကပ္ပစာ16ကဒူတွေမိမိနဲ့ဘေးလွတ်ရအောင်မိမိသွားပါလက်နက်ကြီးတကန်းကိုယောက်လာပြီးဖြစ်တဲ့အတွက်ခမားတို့ရမ်းချက်ဆက်ယုံနဲ့ရမ်းလောင်ကန်တိတ်တဲ့ပြင်အတဆက်ယုံလုံးပောက်ကွဲသွားမှာနော်တခါတည်းပြောတယ်လီတာတောင်းတော့ရနေပြီပဲဗျာနော်ဒါတော့ပဲပြောတော့မယ် point 666တောင်းကုန် ဲ့ဒီကမ္ဘာစာ16ကိုတောင်တောင်ကျောပေါ်ကစီးပြီးတော့လက်နက်ကြီးနဲ့ထုတ်ပြီးဘာတွေဖြစ်ကုန်မတဲ့လဲအဲ့တော့တိုင်းတုံတိုင်းစစ်စီရင်နဲ့ပတ်သက်တဲ့တိကျတဲ့အချက်လက်တွေကမ္ဘာစာတွေရဲ့အချက်လက်တွေစစ်စင်ရေးဌာနချုပ်တွေရဲ့အချက်လက်တွေကိုဖန်ဆီးရမိတဲ့ဗိုလ်မှူးသူတွေထွန်းကစဗိုလ်မှူးအမြောက်များနဲ့ဗိုလ်ချုပ်တွေကမပြောဘူးလို့ထင်လား ကိုကိုကိုလူတွင်ကျမလုံးနဲ့အမှုတော်မှာလူကြောလို့ပြီးမအားလာတယောက်ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီးလူတကာပတ်ပြောနေတာအနောက်မှာတော့ဟောင်းလောင်ကြီးဖြစ်နေတဲ့အခြေအနေပင်ပြောင်းကြီးနေပေါ့ဗျာဆိုတော့အဲ့ဒါကိုမင်းကဘာလို့လို့ပြောတာလဲဆိုတော့ PLA တကွက်ကခင်ဗျားတို့သိပြီးပါပြီနေပြီးတော့အနည်းကိုဥတ္တရတိတိထတိဝင်ဖြတ်ခန်းတိုက်တာပျောက်ကြားချေမုံကြီးလက်တပြက်ထိုးစစ်အကွက်ဆန်းတကွက်ဒီနေ့အာရကတတော်အေးကထပ် တကွက်ပြတယ်မင်းပြင်ရွာအကွက်နောက်ထပ်မောတော်ကိစ္စပြောချင်တယ်အရှိမပြောသလိုမောတော်မှာလက်နက်ချအလင်းဝင်လာတဲ့သူတွေအများကြီးရှိတယ်အလံပြူထောင်းတယ်ဘယ်နေရာမှာမဆိုလက်နက်ချအလင်းဝင်ဖို့အဆင်သင့်ဖြစ်နေတဲ့ဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေရဲ့စိတ်သက်ပြိုကွဲမှုကိုထင်ထင်ရှားရှားတွေ့ရတယ်နံပါတ်1နံပါတ်2တိုင်းသားရဲ့အုပ်တက်တွေနဲ့တော်လိုင်းကြီးတက်တွေသာတရှိန်တို့ထိုးစစ်ချပြီးဝင်ရောက်လာနိုင်ရင် က်ချအလံပြူတော်မဲ့တက်တွေဟာမြို့ပြပေါ်မှာဆိုအများအပြားရှိနေတယ်။ဒီအကြောင်းအရာကိုဘာစစ်တပ်ကသိတယ်။သိတယ်။ဒါကြောင့်မို့သူစစ်သားတွေစိတ်ဓာတ်ပြိုကွဲနေတာစိုးရိမ်နေတာကြောက်နေတာကိုသိတဲ့အတွက်သူတက်ထဲကစစ်သားတွေဘဝမှာတခါမှမရဘူးတဲ့အခွင့်အရေးတွေပေးတယ်ဥပိုင်ပတ်စံတွေထုတ်ပေးတယ်အခုအခုအချိန်မှာမင်းတို့ဘက်စစ်တပ်တွေကလိုင်းငန်းတွေကမိမတွေ ဘူးနဲ့မျက်ရည်တုံနေရကိုမင်းတို့ကိုယ်တိုင်မြင်ရလိမ့်မယ်မြမတမိုင်းမှာဒီလိုမုံဆိုးမှဖြစ်သွားတဲ့အရေးအတွက်အများဆုံးကာလဆိုတာဒီကာလရဲ့မှတ်တမ်းတင်ထားရမယ့်ကိစ္စဆိုတော့အဲ့ဒီဒီနယ်လောက်လို့မပြီးဘူးလင်းရှိမယားတွေကလည်းရှေ့ထန်းကနေပြန်မလာနိုင်တဲ့အခါကျတော့အနောက်မှာဖြစ်ချင်နိုင်ဖြစ်ရတယ်ဖောက်ပြန်ပြီးတော့ပြည်သူစစ်တင်တဲ့လိုက်ပြေးတချို့ဆိုဖာတန်းရောက်တဲ့အခြေအနေမျိုးတော့ဖြစ်ရတယ်ကြောက်ပါလေ ဆိုဒီလိုပြိုလဲမှုကြီးကိုစစ်တပ်ဟာအတွင်းမှာရန်သူတယောက်အနေနဲ့ဖက်စစ်တပ်ရဲ့အတွင်းထဲမှာလေကြီးမားတဲ့ပြိပခါကြီးတစ်ခုဖြစ်လာမဲ့အရေးအကြောင်းတွေကိုမြင်ရတယ်နော်မြင်တဲ့အတွက်လေသူတို့ကဒါကိုကြစ်ပြီးတော့ဖြေရှင်းဖို့ကြိုးစားတယ်တပ်ဖက်မှာပေါ်လိုင်းတက်တွေကိုလည်းရင်ဆိုင်ရတယ် ဘယ်လောက်ထိဆိုးရွားတဲ့အခြေအနေမျိုးတွေလဲဆိုတော့မောထောင်တိုက်ပွဲမှာမောထောင်မြို့ကိုတိမ့်ပိုက်မယ်ဆိုတာကိုတဲ့မောထောင်မြို့ရဲ့စကမ်းမှာရှိတဲ့တိုက်ရင်မှုကလေတပတ်လောက်ကြုံသိတယ်ဒါပေမဲ့သူအရင်ထွက်ပြေးတယ်ပြောချင်တာဟာဖက်စစ်တာကသူ့ရဲ့အတွင်းထဲကစစ်တီဘူပါတွေကိုလည်း စစ်ကူပစ်ကူကာကွယ်ပေးနိုင်စွမ်းမရှိတော့တဲ့အခြေအနေကိုတဖြည်းဖြည်းရောက်လာတာပြောချင်တာဒီလိုပဲဖက်စစ်တပ်တစ်လုံးရဲ့အတွင်းထဲမှာကြီးမားလာစွာတဲ့အာကိုရမဲတဲ့အကြောက်တရားကြီးကြီးစိုးနေတော်လိုင်းဤတက်ပြီကိုကြောက်ရတာတမျိုးအတွင်းမှာ ပြိုကွဲနေတဲ့အာကိုရမဲနေတဲ့အခြေအနေကိုကြောက်ရတာတမျိုး အချင်းချင်းမှာမယုံကြည်မှုတွေနဲ့ပြိုကွဲနေတဲ့အတွင်းပြိပခတော်လိုင်းဤဘက်ကတပြိုင်နဲ့ဆစ်ဆင်လာမဲ့ထိုးစစ်ဒီနှစ်ခုရဲ့အကြောက်တရားမှာဖစစ်တအတိုင်းဝိုင်းတစ်ခုလုံးဘာရီဖြစ်နေပြီလို့ခမရာတို့ယူဆပါတယ်အပေါ်ရန်လူမြင်ကောင်းအောင်သာကြုံမြင့်ကြော်ဆူဦးတို့ကသစင်ဦးတို့က လူမြင်ကောင်းအောင်ညနာတနခါပေါင်သေးချောင်းလုံးနေပေမဲ့အတွင်းမှာပြိုကွဲပြိုကျပျက်စီးပြီးတပ်ပြက်နေတဲ့ဟာတွေကိုသူတို့ကိုယ်တိုင်သိပါတယ်သူတို့စစ်ဘုံချုပ်တွေလည်းသိပါတယ်အဲတော့ရှင်သူကိုမျော်လင့်ချက်မဲ့အောင်စပြီးတိုက်ပွဲဝင်တဲ့နီးနာတွေနဲ့လက်တပြက်မထင်မှတ်တဲ့ဖြူကအကွက်ဆန်းတွေကိုထက်တွေ့ရပါတော့ ားလုံးကိုဂျေဇူးတင်ပါတယ်